ရှမ်းပြည်လာရှိုးမြို့ထက်ကိုစစ်ကောင်စီကပြန်ဝင်ရောက်ခဲ့တာနှစ်ပတ်ကာလအတွင်းမှာပြည်သူဝန်ဆောင်မှုတွေကိုအပြည့်အဝမပေးနိုင်သေးတယ်လို့မြို့တွင်တက်ရှင်လုပ်ငန်းတွေကိုပဲဆက်တိုက်လှုပ်ဆောင်နေရတယ်လို့ဒေတာခန့်တွေကနေသိရှိရပါတယ်။လက်ရှိမြို့ထက်မှာဌာနဆိုင်ရာယုံတချုံနဲ့စေဟုံတွေပြန်လည်ဖွင့်လှစ်နိုင်ပေမဲ့လည်းဝန်ဆောင်မှုအပြည့်အဝမပေးနိုင်သေးတယ်လို့လုပ်ငန်းတွေကလည်းမလဲပတ်နိုင်သေးဘူးလို့သိရပါတယ်။ ်ဒါပြင်လာရှုမြို့ထဲမှာစစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာတွေကတော့တိုက်ပွဲတွင်ပျက်စီးသွားတဲ့အဆောင်အုံတွေကိုပြန်လည်ရှင်းလင်းနေပြီးတော့စီပင်တာရဲကလည်းလမ်းတွေကိုပြန်လည်ရှင်းလင်းနေကြောင်းသိရပါတယ်အိမ်ထောင်အတက်တစ်ခုပြန်တည်ဆောက်တယ်လို့ပါပဲစစ်သားတွေလည်းသူတို့တပ်တွေကိုတန်ရှင်းလုံနေတာဌာနဆိုင်ရာတွေကလည်းတန်ရှင်းလုံနေတာပေါ့ ဇေယျကတော့ပြန်ဖွင့်တယ်ဆိုပေမဲ့လည်းဝန်ဆောင်မှုပေးနိုင်တယ်ပင်ပလူနာဆောင်တော့ပဲဖွင့်နိုင်သေးတယ်။အေးပေါ်လူနာတို့ညအိတ်လူနာတို့ကလည်းမဖွင့်နိုင်သေးဘူး။လာဘကယုံတော့ကလည်းယုံပဲဖွင့်ထားတာ။နောက်မှတန်ရှင်တွေဆက်တိုက်လုံနေရ။သူတို့ရှင်လင်းလုံနေရတော်တော်နဲ့ပြန်လုံနေရတယ်။နေရောင်ညလုံနေကြတာပေါ့။စစ်ကောင်စီကလာရှုံမြို့ထဲကိုပြန်ဝင်ရောက်လာပြန်တော့ပိုင်းစစ်ဘေးရှောင်တွေကလည်းအများပြားပြန်လဲရောက်ရှိခဲ့ပါတယ်။ လက်ရှိလာရှုံမြို့အတွင်းလူတွေပြန်စီကားလာပြီးတော့လောလောဆယ်ငင်းချမ်းစွာနေထိုင်နေရသေးတယ်လို့ဒေတာခန်ကတော့အခုလိုဆက်ပြောပါဗျာ။ကူတော့လူတွေတော်တော်များများပြန်လာကြပြီလူစီလာတယ်လို့ပြောလို့ရတယ်စစ်ပေးဆောင်တွေအားလုံးလည်းပြန်လာပြီလို့ပြောလို့ရမယ်ထင်တယ်ခုပြန်လာကြတဲ့စစ်ပေးဆောင်တွေကတော့ပတ်စံရှမ်းတာတဲ့သူတွေပေါ့ပတ်စံမရှမ်းတာတဲ့သူတွေကတော့အရင်ကတည်းကပြန်လာပြီးခြာစားနေကြတာလေ လောလောဆယ်တော့ငိတ်နေတယ်ဘာမှတော့အရှုံးမရှိသေးဘူးတရုတ်လဲဒီမှာရုံဖွင့်ပြီးလာနေနေရလေနောက်ကျရင်တော့စစ်မှုထမ်းတွေပါရရှုံးမလားတော့မသိဘူးခုတော့ဘာမှမကြမိသေးဘူးအခုလိုလာရှုံမြို့တွင်တပ်ပရိငင်းချက်မှုတွေရှိနေပေမဲ့လည်းစားဝတ်နေရတဲ့အတွက်စီးပွားရေးတွေကိုတော့ပြန်ပြီးရုန်းကန်နေရအောင်မယ်လို့ဆိုပါရယ်။တပ်ဖက်မှာလည်းတပ်ဗတ်တွင်ပြည့်စည်ထားတဲ့နေအိမ်တွေကိုစစ်ကောင်စီဘက်ကလည်းစီရင်လိုက်လံကောက်ယူနေပြီးတော့ရော့ကျင်းငွေပေးမပေးကိုတော့မသိရှိရသေးပါဘူး။ ညင်းမပြအတလောင်းနဲ့ဒီဟုတ်ကညင်းနဲ့ဆက်ကညင်းတဲ့ကျစီသွားတဲ့နေအိမ်တွေကိုစိန်ကောက်နေတယ်လို့ကြားတယ်။ဒါပေမဲ့တော့ပြန်ပေးမလားတော့မသိဘူး။ပြန်ပေးလဲမမောဆရာမရှိဘူးထင်တယ်။ဘလောက်ပဲသူတို့ပေးမှလေ။ကိုကန့်လိုပဲထင်တာလေကိုကန့်လည်းစင်းကောက်ပြီးတော့လုံးဝပြည့်စည်သွားတဲ့နေအိမ်တွေပဲပေးရလေအဲ့ဒါပေးတာတောင်တအိမ်ကို တိန်း90ပဲဘာမှလုပ်လို့မရဘူးလေတအင်းလုံးမှပြန်ရတာမှမဟုတ်တာခုလည်းအတူတူပဲလာမယ်လို့ထင်နေပြခရဲဧပြီ20နေ့ကစပြီးတော့တရုတ်ရဲ့ကြားပွင့်စစ်ဆက်ညှိနှိုင်းပြမှုကြောင့်စစ်ကောင်စီအားလာရှုံမြို့ထဲကိုအလုံးစုံပြန်လည်ဝင်ရောက်လာခဲ့ပြီးကိုကန်တပ်ဖွဲ့ MMDA ကလည်းတတ်ဆုတ်ခွာသွားခဲ့ရတာဖြစ်ပါတယ်။ထို့တော့ကိုကန်တပ်ဖွဲ့ကလာရှုံမြို့ပြင်ပနဲ့ကျေးရွာတွေမှာတပ်ဆွဲနေထိုင်မှုရှိနေသေးတယ်လို့ဒေသခံတွေပြောပြချက်ရတည်ရပါတယ်။ကျွန်တော်ကတော့စိတ်ဆင်လင်ပါ